လောကသားတို့ထက် ပိုမိုပညာရှိသောအလင်းသားများကက်သလစ်သာသနာတော်ဤနှိမ့်စင်ကျမ်းစာထောက်ရှုချက်များကို ဝေမျှပေးနေပါတယ်။နိုဝင်ဘာလ9ရက်နေ့2025ခုနှစ်အတွက်ပါ ရှင်လူကာအခန်းကြီး16အခန်းငယ်1မှ18ခန်းထိဧဝံဂေလိကျမ်းစာတော်တွင် သခင်ခရစ်တော်ဟာ မယိုးဖြောင်သောပန္နာဆိုးတူရဲ့ပုံပမာကိုမွကြခဲ့ပါတယ်။ ထိုဘန္နာဇိုးဟာမိမိရဲ့သခင်ပိုင်ဆိုင်ထားသော အရာများကိုဖြုံးတီးခဲ့တဲ့အတွက်ယာဒူးမှထုတ်ပယ်ခံရတော့မှာဖြစ်ပါတယ်။ထိုအခါသူဟာအနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတစ်ခုကိုလင်းမြန်စွာလှုပ်ဆောင်ခဲ့ပါတယ်။သူဟာသခင်ရဲ့အကျွေးတွေကို တူးချင်းစီခေါ်ကာသူတို့ရဲ့အကျွေးစာရှုပ်များကို ပြင်ဆင်၍ shop ပေါ်ပေးခဲ့ပါတယ်။ထို့သို့အကျွေးရှင်တွေကို shop ပေါ်ပေးခြင်းအပြင် ရာဒူးမှထုတ်ပယ်ခံရပြီးနောက်မိမိကို ကြိုးဆိုလက်ခံမိသူများရရှိရန်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။အံ့ဩစရာကောင်းဒီမှာသခင်ခရစ်တော်ကထူသူတွေရဲ့မျိုးသားမဖြောင်းမတ်သောဘန္နာဆူရဲ့လှုပ်ဆောင်ချက်ပေါ်သူ့ရဲ့ပညာရှိမှုရှိမှုအမျှော်မြင်ရှိမှုအတွေ့ချီးမွမ်းခဲ့ပါတယ်။ဤနေရာမှာသခင်ခရစ်တော်သည်မျိုးဖြောင်းမှုကိုအားပေးခြင်းမဟုတ်ဘဲလောကီသားများသည် ၎င်းတို့၏ယာယီအကျိုးစီးပွားအတွက်အလင်းသားတို့အထက်ပုံမူ၍လိမ္မာပနှက်စွာကြိုးစားလှုပ်ဆောင်တတ်ပုံကိုမိမောင်းထူပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ထောက်ရှုရမယ့်အချက်တွေကတော့အမျော်မြင်ရှိခြင်း။ဤဘနာဆူဟာမိမိရဲ့အနာဂတ်အတွက်ချက်ချင်းစီစဉ်ခဲ့တဲ့ကဲ့သို့ကျွန်တော်တို့ဒီလဲကျွန်တော်တို့ရဲ့သာရအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ကြရပါမယ်။ လောကီပစ္စည်းဥစ္စာများဟာယာယီတာဖြစ်ပြီးကျွန်တို့ဟာဘုရားသခင်ပေးအပ်ထားတဲ့အချိန်ငွေကြေးအီအီချင်းစသည့်အရာများကိုပညာရှိစွာ စီမံခန့်ခွဲရန်လိုအပ်ကြောင်းမိမောင်းထူပြနေပါတယ်။ဒုတိယအချက်အနေနဲ့ဘုရားပေးတဲ့ကျေးဇူးတော်များအားစီမံခန့်ခွဲတတ်ရပါမယ်။ကျွန်တို့ပိုင်ဆိုင်မှုဒီပိုင်ဆိုင်တယ်လို့ထင်ရတဲ့ဒီအရာတွေဟာ ရားသခင်ထံမှလက်ဆောင်တွေဖြစ်ပါတယ်ဘုရားသခင်ပေးထားတဲ့ကျေးဇူးတော်တွေဖြစ်ပါတယ်ထိုຢာတွေကိုဘုရားသခင်ရဲ့ဘုန်းတော်ဘုန်းတော်အတွက်အသုံးပြုကြရပါမယ်တတိယအချက်အနေနဲ့ယောသားဖြောင့်မတ်ခြင်းအကြောင်းကိုစဉ်းစားရပါမယ်ရှင်ပေါလုဟာပထမကျမ်းစာမှာသခင်ခရစ်တော်အတွက်အမှုတော်ဆောင်ခြင်းတွင်ယောသားဖြောင့်မတ်ပြီးဧဝံဂေလိတရားကို မြစ်တာဖြင့်ဖြန့်ဝေခဲ့ကြောင်းပြောပြခဲ့ပါတယ် ကျွန်တော်တို့အတွက်ဆန္ဒမူနာကောင်းဖြစ်ပါれကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အရာတွေကျွန်တော်ရဲ့ယေရှုတော်တွေကိုယုံသားဖြောင့်မတ်ပြီးတော့ဤအရာတွေကိုဘုရားသခင်ရဲ့ဧဝံဂေလိသတင်းကောင်းအတွက်မြတ်တာဖြင့်ဖြောင့်ဝေဖို့စင်စားထောက်ရှုကြရမှာဖြစ်ပါれဒါကြောင့်ကျွန်တော်တို့ဟာလောကီအရာများထက်ကောင်းကင်ဘန်နောက်ကိုပုံမတန်မိုးထားပြီးဘုရားသခင်ဤနိုင်ငံတော်အတွက်ပညာရှိစွာနဲ့ယုံသားဖြောင့်မတ်စွာလှူဆောင်ကြဖို့ ဖြစ်ပါတယ်။ကျွန်တော်ရဲ့စီမံခန့်ခန့်မှုတွေအားလုံးအတွက်ဘုရားသခင်ထံမှာတောင်းဝန်ခံရမယ့်နေ့ရောက်လာမယ်ဆိုတာတတိရကြရပါမယ်။ကျွန်တော်တို့ရဲ့ယူသားဖြောင်းမှန်မှုကျွန်တော်တို့ရဲ့ကောက်ကျစ်ဆင်းလဲမှုတွေဟာ နောက်ဆုံးဘုရားသခင်ထံမှာတောင်းဝန်ခံရမှာဖြစ်ပါတယ်။ဆုတောင်းကြဆုကျွန်တော်တို့ရဲ့အရှင်သခင်ယေရှုခရစ်တော်ရှင် ကိုယ်တော်ပေးသနာတော်မူသောသုကျေစုတော်အားလုံးအတွက်ယေရှုတင်ရှိပါသည်ကျွန်တော်တို့ဤအချိန်ငွေကြေးနှင့် ပိုင်ဆိုင်မှုများကိုပညာရှိစွာယုတာဖြောင်းမှန်စွာစီမံခန့်ခွဲနိုင်ရန်ကိုညီဆောင်မတော်မူပါကိုတော်ဤမေတ္တာတော်ကိုအခြားသူများနှင့်လွတ်လပ်စွာဝင်းငှနိုင်သောတတ္တိရှိဗန္နာဆူများဖြစ်လာစေရန်ကောင်းချီးပေးသနာတော်မူပါအာမင်